အားလုံးမင်္ဂလာပါခင်ဗျာမေခံပေါင်းချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့29ရက်9လ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအဖြင့်အောင်မွေးစင်မြန်နေတဲ့ဗမော်ဒေတာကစစ်သည်လေးတွေနဲ့စတင်လိုက်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်မီမှာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့အထူးပဲမေတ္တာရက်ခံပန်ချအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာ 25ရက်9လ2025ရက်နေ့မှာတော့ဗမော်ဒင်သာတွင်းမှာအောင်မြေချက်နေမြေရှင်းလင်းနေတဲ့မြမတက်မတော်လုံမျိုးရေးစစ်ကြောင်းများကမြို့ပေါ်ရက်ွက်များနဲ့စင်ချေဘုံရက်ွက်များပါမကြမ်းအသေးစိတ်နေမြေရှင်းလင်းလျက်ရှိရမှာအကြမ်းဖက်တောင်းကျန်းသူ KNY ဘလက်ဘရက်အဖွဲ့နဲ့အနှဲငယ်ထိတွေ့မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိဘကစစ်တီတူဒံယာရရှိပြီးတော့ အကျိုးအမြတ်ရလက်အနေအချင်းအကျမ်းဖတ်သောင်းညင်းသူနှလုံးလက်နက်ငယ်တလက်လက်ပြုံစကနှလုံးတရုံနှစီနဲ့ကြီးမျိုးစုံ တထောင်ကန်းတို့ကိုသိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြပေးချင်တာကတော့ကရင်ပြည်နယ်ဒီမော့ဆိုးနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ25ရက်6လ2025ရက်နေ့မှာတော့ကရင်ပြည်နယ်ဒီမော့ဆိုးမြို့နယ် ဒေါငန်ခါယောဝမှာရှိနေတဲ့အကျမ်းဖတ်တောင်းကျမ်းသူများအခြေပြုခံစစ်ဆင်ထားတဲ့ခရိယန်သီလရှင်ကျောင်းကိုမြမတက်မတော်လုံချိုးတပ်ဖွဲ့ဝင်များက အထီးအခိုက်မရှိဘဲတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာအကျမ်းဖတ်တောင်းကျမ်းသူများအလောင်းများဆွဲကဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့နောက်ထပ်တင်ပြပေးချင်တာကတော့ဗန်းစီတံဝေတဲ့ကရင်ဒေသရဲ့အနန်းကွင်းသတင်းလေးပါ25ရက်6လ2025ရက်နေ့မှာတော့ကရင်ပြည်နယ်အနန်းကွင်းဒေသမှာနေမြရှင်းနေတဲ့မြမတက်မတော်လုံချုံရေးစစ်ကြောင်းများနဲ့အကျန်းဖက်တောင်းရန်သူ KNU Black ဗရက်အဖွဲ့တို့ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာရန်သူအခြေပြုအနေအားကိုသိမ်းပိုက်ရရှိခဲ့ပြီးတော့အကျိုးအမြတ်ရလက်နေအဖြစ်မိမိဘက်ကထိခိုက်မှုတစုံတရာမရှိဘဲ အကြံဖက်သောင်းကျန်းသူ KNU ပလန့်ဗရန့်နှလောင်းလက်နက်ငယ်နှစ်လက်ဘန်ဂါဆန်နှလုံးတို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့တလင်းနိုင်တိုင်းဒေတာကြီးနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်25ရက်9လ2025ရက်နေ့မှာတော့တလင်းနိုင်ီတိုင်းဒေသကြီးတလင်းနိုင်ီမြို့ရဲ့အရှိတောင်ဘက်မီတာ2000ခန့်အကွာမှာရှိနေတဲ့ ထုံခါဒေသမှာလက်မြေရှင်းနေတဲ့လုံခြုံရေးတပ်ဖွဲ့စစ်ကြောင်းများနဲ့အကြမ်းဖက်တောင်းကျင်းသူအဖွဲ့တို့ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်အတွင်းမှာမိမိဘက်ကထိခိုက်မှုတစုံတရာမရှိဘဲအကျိုးမြတ်ရလတ်နေရာဖြင့်အကြမ်းဖက်တောင်းကျင်းသူဗရက်တလောင်းနဲ့လက်နက်ငယ်တလက်တို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့နောက်ထပ်တင်ပြပေးနေတာကတော့မကွေးတိုင်းဒေသကြီးပေါ့မြို့နယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ် 25ရက်9လ2025ရက်နေ့မှာတော့မကွေးတိုင်းဒေသကြီးပေါင်းမြို့နယ်ရေပြူရွာအနီးမှာအကြမ်းဖက်တောင်းကျမ်းသူများအဖွဲ့ကိုအလိုမရှိတဲ့ပြည်သူများရဲ့သတင်းပေးပို့မှုကြောင့်နယ်မြေရှင်းလင်းတဲ့အခါမှာတော့အကြမ်းဖက်တောင်းကျမ်းသူအချို့နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာရန်သူသိမ်းပိုက်ထားတဲ့ရန်သူအခြေပြုရာနေရာကိုသိမ်းပိုက်ရရှိခဲ့ပြီးအကျိုးအမြတ်ရလန့်နေရာဖြင့်မိမိဘက်ကထိခိုက်မှုဒဇုံတရာမရှိဘဲ ရန်သူအလောင်းအကျန်းဖက်တောင်းကျန်းသူအလောင်း၄လောင်းလက်နက်မျိုးစုံ၈လက်ကြီးအင်ကြီးစံလက်ပစ်ဘုံများပြည်ချင်းဘန်ကာနဲ့တဲများကို တွေ့ရှိသိမ့်ပိုက်ရရှိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြပေးချင်တာကတော့အလင်းဝင်နဲ့ပြင်မနာဒေတာကဗရက်အဖွဲ၃ဦးရဲ့သတင်းလေးပါ25ရက်6လ2025ရက်နေ့မှာတော့ပြင်မနာမြို့နယ်မှာရှိနေတဲ့တက်စကန်တခုမှာကြောက်ဆဲငကနီး ဗရက်အဖွဲ့ကနေအမျိုးသား3ဦးလက်နက်မဲ့အလင်းဝင်လာခဲ့ပါတယ်။တဆက်ဆက်ထဲမှာပဲအလင်းဝင်တဲ့သတင်းကို တင်ပြရရင်တော့ပဲခူးတိုင်းဒေသကြီးဗဒန်းဒေသမှာရှိနေတဲ့နယေကန်ဒေါ်စခန်းကိုအကြမ်းဖက်တောင်းချမ်းသူအေအအဖွဲ့ကဆင်းမှုတဦးကလက်နက်မဲ့အလင်းဝင်ရောက်လာခဲ့ပါတယ်။တဆက်ထဲမှာစကိုင်းဘက်ကအလင်းဝင်ရောက်တဲ့သတင်းကိုတင်ပြရရင်တော့ စကိုင်းတိုင်းဗရက်အဖွဲ့မှဒူကောင်းဆောင်အဆင့်ရှိသူအပါဝင်နှစ်ဦးကကားတစီလက်နက်မျိုးစုံ၅လက်ဒရုန်းတစီကြီး900ကျော်မိုင်းနှလုံးအချားဆက်ဆက်ပစ္စည်းများနဲ့အတူအလင်းဝင်ရောက်ခဲ့ပါတယ်။ဟုတ်ကဲ့နောက်ထပ်မုံရွာကအလင်းဝင်တဲ့သတင်းလေးကိုတင်ပြခြင်းပါတယ်။25ရက်6လ2025ရက်နေ့မှာတော့ရွှေဘိုဗရက်အဖွဲ့ကနေပြီးတော့တက်ခွဲမှုအဆင့်ရှိသူကပစ္စရိုတလက် ြီးအိမ်ကြီးစံများနဲ့အတူမုံရွာမြို့မှာရှိတဲ့ဒက်စကန်တစ်ခုကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်လာခဲ့ပါတယ်။ဟုတ်ကဲ့နောက်ထပ်တင်ပြပေးချင်တာကတော့ရွှေကူမြို့ကဗရတ်သုံးဦးကိုဖမ်းဆီးနိုင်ခဲ့တဲ့သတင်းလေးပါ။25ရက်9လ2025ရက်နေ့မှာတော့ရွှေကူမြို့အောင်လင်းလန်းစုံဂိတ်မှာစစ်စင်းနေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များကဟွန်တာဘစ်ကားတစ်စီးပေါ်ကနေဗရတ်သုံးဦးကို ပစ္စရိုတနက်တလက်နဲ့အတူလက်ရဖန်းစီနိုင်ငယ်ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့စွန်ပေရိုဒီကောင်ဂေါ်လန်ရေးသားတဲ့သတင်းလေးပါ26ရက်ဂေါ်လန်2025ရဲ့နေ့မှာတော့လီဂီဂေါ်ကိုတက်မတော်နဲ့ BGS စစ်ကြောင်းတွေရောက်ရှိနေမြေရှင်းလင်းနေတယ်ဆိုတာအမှန်ကန်ပဲဖြစ်ပါတယ်အွန်လိုင်းပေါ်မှာဖင်ကောင်းကြေပြနေတဲ့တာဘောတို့ရန်နိုင်တို့အစီဝါရဲမင်းငဇွဲတို့အုပ်စုတွေတကောင်းမှခံမပြေပဲ ထွက်ပြေးသွားတာလဲအမှန်ပါပဲဝင်လာတဲ့စစ်ကြောင်းတွေကိုကျွတ်တို့ကျဲတဲ့ခံပစ်ဖို့စေသမားဗရက်အချို့ရဲ့ KNU တချို့တလီထားပြီးခုခံနေတဲ့ဝါရပြန့်ဗူရီယိုရိုက်ပြန့်နေကြခြင်းသာဖြစ်ပါတယ်မနေ့ကအဆိုပါအုပ်စုတန်ကနေစနိုက်ပါရိုင်ဖယ်လေးလက်နဲ့လေးလောင်းရခဲ့ပါတယ်လေကေးကအဝင်ထွက်လမ်းတွေမှာအကျန်းဖက် KNU အဖွဲ့က တက်မတော်စစ်သားတွေဝင်လာနိုင်တဲ့လမ်းတွေကိုမိုင်းတွေဗျံမရာထောင်ထားပြီးတော့စုတ်ခွာခဲ့တာဖြစ်လို့နေမြရှိစစ်ကြောင်းတွေကဖြည်းဖြည်းချင်းမိုင်းရှင်ရင်အောင်မြင်ချက်နေရာချင်းဖြစ်ပါကြောင်းမြဝတီမြို့နဲ့မဲဆောက်ကကြားနေရတဲ့ပေါကဲသံတွေဆိုတာမြေပြင်တံများကမတင်ကြသည့်နေရာများရှိ မြေမြုံမိုင်းများကို ပြင်းရှင်းရှင်းနေသည့်အတံများသာဖြစ်ပါကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့မန္တလေးတိုင်းဒေသကြီးတပိတ်ချင်းမိုးကုန်းနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ26ရက်9လ2025ရက်နေ့မှာတော့မန္တလေးတိုင်းဒေသကြီးတပိတ်ချင်းမိုးကုန်းမန္တလေးလမ်းစုံဖြစ်တဲ့ဖော်တော်လမ်းကွဲမှာရှိနေတဲ့အကျန်းဖက်တောင်းကျန်းသူများ TNLA Black ဗရက်အဖွဲ့တို့စကန်ကိုမြမတက်မတော်လုံမျိုးတက်ဖက်ဝင်များကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာ မိမိဘက်ကဒီကိုင်းမှုတစုံတရာမရှိဘဲအကျန်းဖတ်တောင်းကျင်းသူနှလောင်းလက်နဲ့ငယ်၉လက်ကြီးအိမ်ကြီးစံများနဲ့၎င်းတို့အခြေပြုရာဘန်ကာများကိုတွေးရှိသိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ geopolitics အတမှန်ရေးသားတဲ့နိုင်ငံတော်ကြီးကြောက်ထဲကြရန်လက်တလုံးအလိုတော်မဟုတ်ခဲ့ပါဆိုတဲ့သတင်းဆောင်မလေးပဲဖြစ်ပါတယ်ခင်ဗျာ ရောင်းရရင်ရှင်းနေပိုင်းအချားမှာကျွန်တော်တို့ခက်ခက်ခဲခဲပြတ်တန်းခဲ့ရပါတယ်ဒီနေရာမှာကျွန်တော်တို့ဆိုတဲ့အသုံးအနှုန်းကိုတိတ်ကိုလေးနဲ့စွာသုံးဆွဲပါတယ်စကလုံးထဲမှာကျွန်တော်ကိုယ်တိုင်ရဲ့ကျွန်တော်ပန်ဝန်းကျင်အလိုင်းဝင်းရဲ့ချင်းရပါသောအိုးစံဘတ်တွေနဲ့အဖွဲအစည်းကြီးရဲ့အေဂျင့်စွာနေလို့တဲ့ကျွန်တော်တို့ပြည်သူပြည်သားတွေရဲ့အားလုံးပါဝင်ပါတယ်အထုအထိတ်မှာတော့နိုင်ငံတော်ပေါ့ခင်ဗျာ လူတော်တော်များများသတိမထားမိသူတွေမပြောတတ်ပေမဲ့သတိပြုမိသူတွေတော့ကောင်းကောင်းကြီးသိပါတယ်လွန်ခဲ့တဲ့ကာလအပိုင်းချမ်းမှာနိုင်ငံတော်ဟာတကယ့်ကိုကြောက်တဲ့ပြုတ်ကျလူဆဲဆဲကာလကိုဖျက်ဆီးခဲ့ရပါတယ်ကျွန်တော်အမြင်ပြောရရင်ဒီတစ်ခေါက်ဟာ1988ခုနှစ်တွေတုန်းကထက်ပိုမိုပြင်းထန်ပါတယ်1988ခုနှစ်တုန်းကတိုင်းပြည်ကြောက်တဲ့ကြံ့ရန်လက်တလုံးအလိုလိုဆိုကြပါတယ်အဲတော့ကကြောင်နှခမ်းဝါကမကြအောင် လှမ်းဆွဲပြီးကြားကန်ပေးထားတဲ့အဖွဲ့အစည်းကြီးကလက်ရုံးရည်နှလုံးရည်အားဖြင့်မမချာချာတောင့်တောင့်တင်းတင်းရှိခဲ့တာပါဒီတစ်ခါမှာတော့1980ရေတုန်းကမကြောခဲ့တဲ့ခြေတံလက်တံတွေကို မသမာသူတွေရနှစ်30လောက်စနစ်တကျသုတေသနာပြုပြီးအလွန်အစုံနဲ့တတိတိတိုက်ဖြတ်ခဲ့တာကြောင့်အာနေကျဲအချုပ်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်ဂျုံဝဲရတဲ့အခြေအနေရနိုင်ငံတော်ဟာကြောက်နှုတ်ခမ်းကလက်တလုံးအလိုမဟုတ်တော့ပဲ ကြောက်ထဲကြပြီးတွဲလောင်းဖြစ်ခဲ့တယ်လို့တောင်ဆိုကြပါတယ်။ဒါကို အစင်းမှဘီးတက်ပေးတဲ့မတမာသူအုပ်စုကတသက်ရှိခဲ့ပါသေးတယ်။ယူကရိန်းရုရှားမိုရယ်ကိုမြန်မာနဲ့မိတ်ဖက်ချစ်ကြည်ရေးမဖြစ်မနေထူထောင်ထားဖို့လိုတဲ့အိန္ဒိချင်းမဟာမိတ်ကြားသွေးထိုးပြီးတော့မြန်မာတရုတ်မိုရယ်ပွဲသိမ်းရိုက်ချက်နဲ့ရိုက်ချခဲ့တာပါပဲ။သို့သော နိုင်ငံတော်မိတ်ဆာဝါဒီတွေရဲ့ဖြည့်ဆည်းမှုကိုကြံ့ကြံ့ခံနိုင်ဖို့ကံကြမ္မာနဲ့ပင်ကိုစွမ်းအားအမြူတွေပါလာပါတယ်။ အဲ့ဒီဘင်ကိုဆောင်းကတော့တစ္ဆာမှန်သူတွေရဲ့လက်ယုံအဖြစ်မဆုံမနစ်စူးစားကာကွယ်မှုနဲ့မိစ္ဆာဝါဒီတွေရဲ့ပြည့်ပြည့်ပွဲသိမ်းရိုက်ချက်ကိုနှလုံးရည်အဖြစ်ပူးပေါင်းကာကွယ်မှုစွန့်အပ်ပါပဲတကယ်တမ်းအဲ့ဒီတော့ကအခြေအနေကိုပြန်ပြောရရင်ကျွန်တော်ကိုယ်တိုင်အသေးအမွှားပြဿနာကိုခေါင်းစဉ်တက်ခံရပြီးအချုပ်အနှောင်ခံနေရတဲ့ကာလပါ စူးစမ်းခဲ့တာတွေလောက်ကင်ခဲ့တာတွေသက်သေပြခဲ့တာတွေအရာကြည့်ရင်စိတ်ဓာတ်ကိုအောက်ဆုံးထိဆွဲချခံခဲ့ရတဲ့ကာလပါပဲဒါပေမဲ့ချင်းမြနိုးလာစွာသောနိုင်ငံတော်ကြီးနဲ့နိုင်ငံသားတွေကြောက်ထဲမှာတွဲလွဲကြနေတာသိမကြခင် ပြုတ်ကြတော့မယ့်အရေးဟာမိမိပုံကိုယ်ရေးမိ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 သားစုရေးမိမိအခြေရစ်တဲ့ဥထိတ်ထားဖို့ပုံမူထိုက်တန်ခဲ့ပါတယ် ဒါကြောင့်အချုံအောင်ခံရတဲ့ကာလမှာတော့မြမပြည်ဖြတ်ဖို့နောက်ွယ်ကလဲပတ်နေတဲ့မိစ္ဆာရန်ညားကြီးကိုမိမိတဘွားလုံးစာလေ့လာခဲ့တွေ့ကြုံခဲ့သိရှိခဲ့သမျှစာရန်ငယ်တစ်စောင်အမြန်ဆုံးလက်ပူတိုက်ရေးပြီးသက်ဆိုင်တဲ့သူတွေစီ အရောက်ပို့ပေးခဲ့ပါတယ်။မဟာမိတ်ကောင်းရှီချင်းမိမိနဲ့ကောင်းမွန်တဲ့အပြန်လန်အကျိုးစီးပွားအမိသည်ရှီချင်းမိမိဘက်ကအကြောင်းအကျိုးကို ထင်သာမြင်သာ ပြသနိုင်ခြင်းစတဲ့အချက်တွေဟာအရေးကြုံလာတဲ့အချိန်မှာအသက်ကယ်စေပါ။ သိပြီးတော့ဒူရီတူတူတောင်ပြောဖို့မလိုတော့ပါဘူးအဲ့ဒီအချိန်ကနေလက်ရှိကာလအထိဖြတ်သန်းလာခဲ့တဲ့မှတ်တိုင်တွေကိုပြန်ကြည့်ရင်မြောက်သုံးကောင်ရုတ်တရက်အင်အားစစ်အရှိန်ပြုတ်ကျသွားတာလာရှိုးကိုမကြည်မပြူပြန်ထိုးအပ်ပေးတာမိမိရဲ့ရှမ်းမြောက်ထိုးစီရှစ်ဆက်တိုးလာတာတပိတ်ချင်းမတရားဘက်မှာအောင်မြင်မှုရလာတာဝါနဲ့မြောက်သုံးဘွဲ့ကွဲထွက်သွားတာမူဆာဘာရဲ့ဗမော်ထိုးစီစုပ်ပြက်လန်ထွက်သွားတာကရင်ကွင်းမှာ အချို့အဖွဲ့တွေနာမည်ပြောင်းကဒရော့တပင်းလို့ဖို့အသံပေးခေါင်းထောင်လာပြီးမှမွေစဲကျိုးသွားပြီးတဲ့နောက် KNU KNL သိမ်းထားတဲ့အာရှလန်ပြန်ပွင့်လာတာအခြားရဲ့မျက်နှာစုံကမိစ္ဆာဝါဒီတွေချိနဲ့ကုံတာအပြင်မိမိဘက်ကဒရုံးကာကွယ်ရေးတိုက်ခိုက်ရေးနှီးပညာမြင့်တက်လာတာကဗတ်ဟန်ကမနီရိုက်ဗရီအုပ်စုတွေအင်အားခေါ်ပြတဲ့အခမ်းအနားကြီးမှာကော်စွန်တွေခင်းပြီးအရေးတူကြိုးဆိုကား မ္ဘာနိုင်ငံရေးတန်တမာရေးထိုင်ကုန်မှာနေရာပေးလာတာနိုင်ငံတော်ကြီးကြောက်သေးကနေပြန်ဆွတ်တက်လာပြီးအခုလိုထူးထူးထောင်ထောင်ဖြစ်လာတဲ့အထိအားလုံးဟာအားလုံးဟာရှေ့မှာရေးထားခဲ့သမျှရဲ့ခေါ်ဆန်ကွန်စီကွန်စီတွေပါပဲချုပ်ပြောရရင်အဲ့ဒီအဆိုးဆုံးအဆိုးဝါးဆုံးအုံဖွဲ့လိုဝယုံသုံးကမထော်မနှံ့အခြေအနေဆိုကြီးဖြစ်လာခဲ့ရင်တော့ကျွန်တော်နဲ့အတိုင်းဝိုင်းဟာအေရိယာတစ်ခုခုမှာအခြေခံစူးစိပြီး မိစ္ဆာဝါဒီတွေကိုတံပြန်ချေမှုန်းသွားမယ်ဆိုတဲ့တန်ဋိဌံစိတ်ဓာတ်ခွန်အားအသင့်ပြင်ထားခဲ့ကြပါတယ်အခုတော့အားလုံးရောင်နေလာစပြုပါပြီ ဖြစ်ခဲ့တဲ့အရာတွေအပေါ်နိုင်ငံတော်အဆင့်ပြန်လဲသုံးသက်ဆင်ញင်ပြီးပြုပြင်မုံမှန်ရမယ့်အရာတွေအများကြီးရှိလာပါတယ်ဆက်လက်ပြီးတော့လှုပ်ဆောင်နိုင်ကြပါစေလို့ဆန္ဒပြုတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကလည်းဆီယံပိုင်ဆိုးရေးသားတဲ့ တော်လှန်ရေးခေါင်းကွယ်ခြင်းဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါရယ်ခင်ဗျာ NUG ရဲ့ဒုဥကြီးတယောက်ကအလူငွေတွေနဲ့ပတ်သက်တာကိုမသိပါဘူးဆိုတော့ဒီတော်လှန်ရေးကြီးက သူတလူငါတမင်းလုံနေရတယ်ဆိုတာပို့ပြီးတော့ပေါ်လွင်လာပါတယ်တော်လှန်ရေးကိုဥဆောင်နေတဲ့အစိုးရတရက်ရှိတယ်လို့လူလူကယုံကြည်ပြီးဘသူအလူခံခံလှူပေးနေကြတာပါအခုလို NUG ကသူတို့မပါဘူးမကူကဲပါဘူးသူတို့လည်းပေးတာယူရတာပါဆိုတဲ့အဆင့်ဆိုတော့ NUG အထက်မှာကိုဝေရှာပေးတဲ့လူတွေရှိနေတဲ့သဘောပါ ပြောတော့မိုးလားလေလားယာယီသမရတွေရောဝန်ကြီးတွေရောစီဦးစီးချုပ်တွေရောယာရုတွေယူထားပြီးဖန်ဒရေဇာတွေကိုကြောက်နေရတာကိုသူတို့ကိုသူတို့အစိုးရပါတဲ့အဲ့ဒီအစိုးရဆိုတာယုံကြည်မိတဲ့ဗရက်တွေငါးပါးမှောက်နေတာလည်းမထူးဆန်းပါဘူးဒီတခါငတပြပြဿနာပေါ်လာတာခက်ကောင်းကောင်းပါပဲ ော်လန်ရေးရဲ့အစိမ့်စိမ့်အမွားမွားကွဲနေတဲ့အကြောင်းတွေကိုပြည်သူတွေသိကုန်တာပါမတမာမှုလေးတွေသူဖို့ကိုဖို့လောက်ကြရင် ပလင်းတူဘူးစိုးတွေကဟိုရှောင်းဒီရှောင်းလောက်ကြရင်ရုပ်အမှန်တွေပေါ်လာတာပြည်သူတွေအတွက်အမျက်ပါပဲနောက်ထပ်တင်ပြပေးချင်တာကတော့ဦးစားပေးခံရမှုနဲ့မြန်မာစကားဆိုတဲ့ဆရာပိုင်ဆိုးရဲ့သတင်းလေးပဲဖြစ်ပါတယ်။ကမ္ဘာအနှုမြူဖိုရမ်မျက်နှာစုံကြီးအစည်းအဝေးမှာ လန်ဒန်ရဲ့လူတွေအားလုံးနားလည်ရအောင်ဘာသာစကားခုနှစ်မျိုးကိုစက်တွေကနေအလိုလျောက်ဘာသာပြန်ပေးတဲ့နေရာမှာဘာမီဆိုတာကိုနံပါတ်3နေရာမှာထည့်ပေးထားပါတယ်။ရုရှားနဲ့အင်္ဂလိပ်ဘာသာစကားပြည်ရင်မြန်မာစကားကိုဦးစားပေးထည့်သွင်းထားတာလေးကိုသဘောကျလို့ပါ။လူကြီးတွေနိုင်ငံသားတော်တိုင်းအင်္ဂလိပ်လိုမပြောလို့ဆိုပြီးလိုင်းပေါ်မှာအပြစ်တင်ကြတယ်မဟုတ်လား။ဒီခေတ်မှာဒါတွေမလိုတော့ဘူးဆိုတာလဲရှင်းပြလို့မရဘူး။ အင်္ဂလိပ်လိုမပြောရင်ကိုနှိမ်စင်ရလို့ထင်နေကြတာပူတင်ရုရှားလိုပဲပြောပါတယ်ရှီကျင်းပြင်တရုတ်လိုပဲပြောပါတယ်ဘယ်နိုင်ငံကောင်းဆောင်နေနေကိုယ်နိုင်ငံစကားနယ်ပဲပြောကြပါတယ်ဘယ်နိုင်ငံသားကမှထွေထူးပြီးအပြစ်မတင်ကြပါဘူးဂုံယူစွာနဲ့မြန်မာလိုပြောလို့ရတော့များများသာပြောပါပရိုမိုရှင်းစင်ပြီးသားတော်ဖြစ်နေပါသေးတယ်နောက်ဆုံးမြန်မာပြည်ကြီးအချင်းနေကောင်းလာလို့အလို့အကိုင်းတွေပြန်ပွင့်လာရင်နိုင်ငံသားတွေ မြန်မာစကားသင်ကျင်ပါတယ်ဆိုတာမျိုးဖြစ်မလာဘူးလို့ဘသူမှမပြောနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရှမ်းပိုင်ဆိုးရေးသားတဲ့ရုရှားရေပေါ်နျူကလ িয়ার စီမံကိန်းနဲ့မြန်မာဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာမနေ့ကစတင်ကျင်းပတဲ့အနုမြူဖိုရမ်မှာရုရှားသမ္မတပူတင်ကရုရှားရဲ့ရေပေါ်နျူကလ িয়ার ဆက်ယုံငယ်တွေအများအပြားထုတ်လုပ်တော့မယ်ဆိုတဲ့အကြောင်းရယ် နျူကလ িয়ার စွန့်ပစ်ပစ္စည်းတွေကိုကုန်ညံပြန်သုံးနိုင်မဲ့ဤပညာဟာ2030ခုနှစ်မှာအပြည့်အဝအသုံးပြုနိုင်တော့မယ်လို့ပြောသွားပါတယ်။ရေမော်စက်ယုံတွေကအခုမြန်မာမှာစောင့်မဲ့အသေးစားစက်ယုံတွေနဲ့စွမ်းဆောင်ရည်တူပါတယ်။ကမ္ဘာပေါ်ကနျူကလ িয়ার လောင်စာဖြစ်တဲ့ယူရေနီယံဟာ2090မှာကုန်ဆုံးသွားနိုင်တယ်လို့ပညာရှင်တွေခန့်မှန်းထားတာကြောင့် အခုလိုစွန့်မြစ်ပစ္စည်းကိုပြန်လည်သုံးပြုနိုင်အောင်ကြိုးပမ်းနေကြတာပါတိုးတက်တဲ့နိုင်ငံတွေကနီးပညာကိုနောက်တစ်ဆင့်မြှင့်ဖို့ကြိုးပမ်းနေချိန်မှာကိုယ်နိုင်ငံကအခုမှစာလုံးရေးစဖို့ကိုအသေးအသံခြေလှမ်းနေရဆဲဆိုတာလေးကိုမြင်ရတော့စိတ်လည်းမကောင်းပါဘူးငွေရှိတိုင်းလဲဝယ်လို့မရတဲ့နီးပညာတွေဖြစ်တာမို့လို့နိုင်ငံတကာတရားဝင်ဖြစ်အောင် IAEA ရဲ့ခွင့်ပြုချက်ရဖို့လဲကြိုးပမ်းနေရပါတယ်တကယ်ဆို မြန်မာဟာနျူကလ িয়ার နည်းပညာပိုင်ဆိုင်နိုင်ဖို့ကိုပြည်တွင်းမှာကြိုးပမ်းလာခဲ့တာကြားပါပြီးပြည်ပနိုင်ငံတွေကိုပညာတော်သင်တွေဆင်လွတ်ပြီးပညာတွေသင်စီပေမဲ့နျူကလ িয়ার နည်းပညာဟာထိတ်နှံကန့်သတ်ချက်ဖြစ်နေတာတော့ပညာကုံအောင်ဗေနိုင်ငံကမှမတင်ပေးတဲ့အတွက်နည်းပညာကန့်သတ်ချက်ရှိပါတယ်မကြွညင်မဲ့စမ်းသက်ရင်လည်းအမတန်အန္တရာယ်များတဲ့အတွက်ကျွမ်းကျင်ပညာရှင်တွေမလွဲမသွေလိုအပ်ပါတယ် ဖွံ့ဖြိုးမှုစတင်အရှိန်ယူတဲ့နိုင်ငံငယ်တွေရဲ့ထုံးစံအတိုင်းဤပညာလိုအပ်ချက်ပညာရှင်လိုအပ်ချက်တွေကြောင့်ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ဤပညာအထောက်အပံ့အကူအညီတွေကနအူးအားကိုးကြရမှာပါ1990စစ်အစိုးရအုပ်ချုပ်လို့နိုင်ငံတကာအကူအညီတွေဟာဆန့်ရှင်းအောက်မှာဝင်မလာကြပါဘူး။ဒါကြောင့်2010မှာအရသာအစိုးရချိန်ပိတ်လိုက်တယ် ဦးသိန်းစိန်အစိုးရဟာနျူကလ িয়ার project အပါအဝင်စီးပွားရေး project တွေလမ်းမဆက်သွေးရေး project တွေမြေဆုံစီမံကိန်းတွေစသဖြင့်အများကြီးအစာပြုတ်ဆောင်ရွက်ပေးခဲ့ပေမဲ့အစိုးရအချိန်အပြောင်းနဲ့စီမံကိန်းတော်တော်များများရပ်တန့်သွားခဲ့ရပါတယ်။ဆယ်နှစ်ကြာတဲ့အထိဘယ်စီမံကိန်းမှအောင်အောင်မြင်မြင်မပြီးမြောက်ခဲ့ပါဘူး။အခုတော့လဲစစ်တပ်ကလူပဲပြန်ပြီးတော့ကြိုးပမ်းနေရတာပါပဲ။ နိုင်ငံပေါင်း105နိုင်ငံတဲကမြန်မာနိုင်ငံကမင်ကွန်းပြောရတာရဲ့ IAEA အဖွဲ့ဝင်တွေနဲ့ယာယီသမရရဲ့ပူတင်ရဲ့ဆွေးနွေးနေကြတာမြင်ရတော့ဒီတစ်ခေါက်ဖိုရမ်မှာမြန်မာနိုင်ငံမှာစောင့်မဲ့ဆက်ယုံတွေအတွက်ဦးစားပေးဆွေးနွေးကြမှာမလွဲပါဘူးရွေးကောက်ပွဲအောင်မြင်ပြီးအရက်ဘက်အဖွဲ့အစည်းအုပ်ချုပ်မှုဆိုရင်တော့ဆန်ရှင်တွေကင်းလို့ပြီးမြန်မြန်အကောင့်ထဲပေါ်နိုင်မယ်လို့ယူဆပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြင့်ဆရာမောတင်ဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့ပညာရေးအဆင့်မြင့်ဖို့ဆိုတဲ့သတင်းဆောင်မလေးနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာဖိလစ်ပိုင်နိုင်ငံမှာကျင်းပါတဲ့ကမ္ဘာဆက်ရုပ်ပြိုင်ပွဲမှာအသက်7နှစ်အရွယ်ကလေး3ယောက်ပါဝင်တဲ့မြန်မာနိုင်ငံကပထမရခဲ့တယ်တဲ့တရုတ်နိုင်ငံလိုကမ္ဘာထိပ်သီးနိုင်ငံကအသင်းကိုကြော်ပြီးပထမရလို့ချီးကျူးတင်တာပါနိုင်ငံပေါင်း24နိုင်ငံကအပွဲပေါင်း108ဖွဲ့ပါတဲ့ပြိုင်ပွဲမှာ ပရမရခဲ့ကြတာပါသူတို့ရဲ့ဒီထွင်ခဲ့တဲ့ဆက်ရုပ်က AI အသုံးပြု ရှာဖွေရေးဆက်ရုပ်တစ်ခုဖြစ်ပါတယ်ငလျင်ကြောင့်တော့လကောင်းတခြားတဘာဝဘေးဒဏ်တွေကြောင့်တော့လကောင်းကယ်ဆယ်ရေးတွေလုပ်ရင်အကူအညီပေးနိုင်တဲ့ဆက်ရုပ်အဖြစ်တီထွင်ထားတာပါမြန်မာနိုင်ငံကမန္တလေးငလျင်ကိုကြုံမှုသွားတဲ့ကလေးတွေငယ်တွေစိတ်ထဲမှာအဲ့လိုအခက်အခဲတွေဖြစ်လာရင်အကောင်းဆုံးဖြေရှင်းနိုင်ဖို့အတွက်အကြံဉာဏ်တွေရလိုက်တယ်လို့ယူဆမိပါတယ် အခုဆွရတဲ့ကိစ္စကိုတွေးကြည့်ရအောင်ပါဆန်နစ်ကလေးတွေက AI ဆိုတာကို professional အဆင့်အထိနားလည်အောင်မှာမဟုတ်သလိုစက်ရုပ်လည်းတီထွင်တအောင်မှာမဟုတ်ပါဘူးသို့ပေမဲ့စက်ရုပ်တီထွင်ဖို့ဘယ်လိုဘယ်ခလုံးနဲ့တွဲဘယ်နေရာမှာဘယ်ဘယ်ဘယ်လောက်အရေးအသွေးရှိတဲ့ချက်ပြားကိုထားမော်တာကိုဘယ်နေရာမှာတက်ဂီယာကိုဘယ်နှခုထားဆိုတာမျိုးကိုသူတို့တက်နေတဲ့ကြောင်းမှာ လက်တွေလှုပ်ကြည့်နေဘူးကြလို့ဒါတွေကိုသိနေကြပြီးဖြစ်ပါလိမ့်မယ်။အဲလိုလက်တွေလုံရတဲ့အကြောင်းတွေရှိပါတယ်။ပုဂ္ဂလိကအကြောင်းတွေ International School တွေမှာအဲလိုလက်တွေသင်ကြားပေးကြတာပါ။ဒီတော့အဲ့ဒီအကြောင်းတွေတက်တဲ့ကလေးတွေမှာစက်ရုပ်တွေဘလို့တိဆောက်ရမယ် AI ကိုဘလို့အသုံးချထည့်သွင်းရမယ်ဆိုတာအခက်အခဲမဟုတ်တော့ပါဘူး။သူတို့လိုအပ်တာအိုင်ဒီယာလို့ခေါ်တဲ့စိတ်ကူးစိတ်တမ်းပဲလိုအပ်တာပါ။ ဘလို့အရာကိုပေါင်းဆက်တီထွင်မလဲဆိုတဲ့စိတ်ကူးစိတ်တန်းရှိရင် လုံလိုက်ယုံမဲဆိုတဲ့သဘောမျိုးဖြစ်နေပါတယ်။ပညာရေးစနစ်အဆင့်မြင့်တယ်ဆိုတာအဲ့လိုတင်ထောက်ကူပစ္စည်းတွေနဲ့လက်တွေ့လှုပ်ဆောင်ရတဲ့အခြေအနေတွေ ဖန်တီးပေးထားပြီးလက်တွေ့ဘဝမှာဘာတွေရှိတယ်ဘလို့အသုံးချလို့ရတယ်ဆိုတာတွေကိုသင်ပေးနိုင်တာကို ဆိုလိုတာပါ။ကိုယ်ရခေတုံးကတက္ကသိုလ်ရောက်မှသက်ဆိုင်ရာဘာသာအလိုက် practical ဆိုတာလုပ်ရပါတယ် မြန်မာနိုင်ငံကအစိုးရအခြေခံပညာရေးကျောင်းတွေမှာအဲ့လိုလုပ်ပေးနိုင်ဖို့အဆင်မပြေပါဘူးမြန်မာနိုင်ငံကစီးရီးပြီးလက်နက်ကိုင်များစွာရဲ့ဖြည့်ဆည်းမှုကိုခံနေရတဲ့နိုင်ငံဖြစ်လို့ဘတ်ဂျက်မရှိရှိတဲ့ဘတ်ဂျက်ကအဲ့လိုသင်္ထောက်ကူပစ္စည်းတွေကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဝယ်ယူပေးနိုင်ဖို့အထိမတက်နိုင်ပါဘူးကျောင်းအပ်ရင်လည်းအခမဲ့ပညာရေးဖြစ်လို့ငွေကြေးကောက်ခံလို့မရပါဘူးပုဂ္ဂလိကကျောင်းတွေရဲ့ကျောင်းလာကကဒေါ်လာနဲ့ပေးရပြီးကျောင်းသားကတယောက်တစ်နှစ် ပညာသင်နှင့်စိတ်ကသိမ့်၁၀ခန်းများစွာ ရှိပါれ။ဒီတော့သင်ထောက်ကူပစ္စည်းတွေအသုံးပြုနိုင်ပါれ။မြန်မာနိုင်ငံအစိုးရအခြေခံပညာကျောင်းတွေမှာအဲ့ဒီလိုသင်ထောက်ကူပစ္စည်းတွေနဲ့သင်ကြားဖို့အခြေအနေဝေးနေပါသေးတယ်။တခုခုဖြစ်နိုင်ခြေရှိတာကျောင်းတွေမှာကျောင်းသားမိဘအသင်းဆိုတာရှိပါれ။ တချို့ចောင်းတွေရဲ့ចောင်းသားမိဘတွေကချမ်းသာတဲ့အဲ့လိုចောင်းမျိုးကမိမတွေစီယုံပြီးကိုတူကိုထဆလုပ်ရင်ဖြစ်နိုင်မလားမပြောတတ်ပါဘူးဥပမာအတက1 2 3တကုံတို့ကမာရွတ် TDC တို့ကလုံမယ်ဆို ဖြစ်နိုင်မယ်ထင်ပါတယ်မြန်မာနိုင်ငံပညာရေးအစင်းမြင့်ဖို့ဘတ်ဂျက်ချပေးဖို့အစိုးရကိုထိုင်ဆောင်နေလို့မလွယ်ပါဘူးအစိုးရကတနေရာတဲ့ကွက်လုတ်ပေးလို့မရပါဘူး မိဘဆရာပူပေါင်းပြီးနိုင်စလောက်ကစလုံမယ်ဆိုရင်အတိုင်းအတာတစ်ခုထိဖြစ်လာနိုင်စရာရှိပါတယ်အားလုံးကောင်းဖို့အတွက် အားလုံးဝိုင်းလုတာမျိုးပေါ့အဲ့ဒီလိုလုတ်ကြည့်စေခြင်းပါတယ်ဒီမိုကရေစီနိုင်ငံမှာဆိုရှယ်လစ်စနစ်လိုအစိုးရလုတ်ပေးမှာကို ထိုင်ဆောင်နေရင်တော့စောင့်နေရမှာပါပဲကိုယ်လုံနိုင်တာကအစအကောင်းဆုံးလုတ်ကြည့်မယ်ဆိုပြီးဝိုင်းလုတ်ရင်တခုခုတော့ဖြစ်လာမှာပေါ့ ကျန်တာတွေကတော့ဆက်ပြီးတော့တွေးတော်ကြပါလို့တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လေးလုပ်ခဲ့ပေးဖို့အထူးပဲမြစ်တာရက်ခံပန်ချအပ်ပါတယ်မိတ်ဆွေများရဲ့တင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာ comment မှာဝင်ရောက်ရေးသားအကြံပြုနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ကျွန်တော်မင်းခန့်ပါပါ